အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live here we go ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့ဒါကျွန်တော်ရဲ့ TikTok မှာရောကျွန်တော်ရဲ့ဒါ Facebook page မှာတင်ထားခဲ့တဲ့ here we go လေးကိုအကုန်လုံးတွေ့ပြီးထားပြီးဖြစ်လိမ့်မယ်အဲ့လက်ရှိမှာတော့ကျွန်တော်အာ မန်ချက်စတာစီးတီးကဒီနေ့ရန်တွေရာဒီအပြောင်းအရွှေ့ကိုစတာသူများလည်းနည်းနည်းတော့နောက်ကြတယ်။ဒါအသင်းကြီးတွေမှာဒါ Chelsea အသင်းတို့ဒါကျွန်တော်လက်ရှိမှာ United တို့ဒါကျွန်တော် Liverpool တို့ Arsenal တို့ဒါအပြောင်းအရွှေ့မှာ Here we go တွေအတီးတီးဒါမင်းမင်းဆက်ဆက်ရသွားတဲ့အကုန်သိပြီးသားတချို့ဒါကျွန်တော်တို့အပြောင်းအရွှေ့ရသည်မစကင်တွေက Here we go ရရတူတော့ရှိသေးတယ်။အဲ့တော့ ဒီနောက်မှာဒါကျွန်တော်မထင်မှတ်ပေးနဲ့ဒါကျွန်တော် Manchester City ရဲ့အလုပ်လုပ်ပုံတွေကတော်တော်လေးကိုမြန်ဆန်ခဲ့ပြီးတော့လက်ရှိအားကစားဒါရိုက်တာအသစ်ဖြစ်တဲ့ Hugo Vieira ရဲ့လက်ရာတွေကိုကျွန်တော်တို့ဒီအားရပါရကြီးအဝကြည့်နေရတဲ့လူပဲဆိုရမယ့်ဒီမှာပါပါတယ်လက်ရှိမှာဒါကျွန်တော်မနေ့ကမှ Here we go ထားတဲ့ Riders ရဲ့အပြောင်းအရွှေ့အပြီးမှာတော့ဒီနေ့မှာ Manchester City အသင်းကထပ်မံပြီးတော့ Here we go ခဲ့ပြန်ပြီလို့ပြောလို့ရတယ်အခုလက်ရှိမှာဒါကျွန်တော် Manchester City အသင်းကသူတို့လိုက်နေတဲ့ကစားသမားဖြစ်တဲ့ Left back ကစားသမားဒါကျွန်တော် Ainuri ကိုလာမယ့်ညရာဒီမှာ ီမှာဥစ္စာဒီနှစ်ညရာဒီမှာခေါ်ယူနိုင်တော့မှာဖြစ်တဲ့ကြောင်းသိရတယ်မှာပါတယ်ဒီညမှာဒါကျွန်တော်တို့လက်ရှိမှာ journalist တွေကိုယ်တိုင်တော်တော်လေးကို surprise ဖြစ်သွားတဲ့အကြောင်းအရာတွေရှိလို့ဒါတော်တော်လေးကိုလည်းမိုက်တဲ့အကြောင်းအရာတွေရှိရဆိုပြောပြရစဲအဲ့တော့လက်ရှိမှာအိုက်နူရီကို Manchester City အသင်းကဒါကျွန်တော်တို့လာမယ့်စနေနေ့မှာဒါကျွန်တော်တို့သိရတော့ကဆေးဆစ်သွားမှာဖြစ်ပြီးတော့အိုက်နူရီနဲ့ Rangers နှစ်ယောက်လုံးကိုလာမယ့်တနင်္ဂနွေနေ့မှာတရားဝင်ကျင်းပဖို့ကြေညာဖို့ရှိရဲဒီနေ့ကဒါ City အသင်းနဲ့သိကြတယ်မဲ့ Club World Cup မတိုင်ခင်မြန်မြန်ဆန်ဆန်ဒါကျွန်တော်တို့ခေါ်ယူခဲ့တယ်လို့ပြောလို့ရတယ်သူတို့နေလက်လက်တဲ့နေရာတွေကိုအများဆုံးဒါအသ သုံးချနိုင်အောင်ဒါကလပ်ဘောကမတိုင်ခင်မှာဒီကစားသမားတွေကိုအသင်းနဲ့အဝင်ခွင့်ချဖြစ်အောင်အမြန်ဆုံးလုပ်နိုင်တယ်လို့ပြောလို့ရတယ်ဒီမှာပါတယ်အဲ့လက်ရှိမှာဒါကျွန်တော်အိုက်နူရီရဲ့ဒီဒေးလီနေနေဒီပြောင်း အိုင်နူရီနေနဲ့ခုလက်ရှိမှာမန်ချက်စတာစီးတီးတင်းနဲ့9 plus တနည်းဒါကျွန်တော်တို့စာချုပ်ချုပ်ဆိုမယ်လို့သိရတယ်မှာပါအဲ့တော့ကျွန်တော်မနေ့မြောက်မှာဒီကစားသမားကိုပေါ့နော်ကျွန်တော်ပါစနယ်အမြင်မှာဒီကစားသမားနည်းနည်းလေးတော့အသက်ကြီးပြီးတင်ခဲ့မယ်လက်ရှိမှာအသက်ရအဖြစ်တည်တည်ရှိရှိပြန်ကြည့်မှာကစားသမားကအခုမှ23နှစ်ပဲရှိသေးတယ်အဲ့ပြောချင်တာကမန်ချက်စတာစီးတီးတင်းနဲ့ဒီကစားသမားအနေနဲ့လက်ရှိမှာစီးတီးအသင်းကစီးတီးအသင်းမှာလာခြေစွမ်းပြနိုင်ခဲ့မယ်ဆိုရင်တော့အနည်းဆုံး6-9နှစ်ပြစ်ပြီး AAC ဆော့လို့ရတဲ့ကစားသမားတယောက်ဆိုလုံးဝငင်းစရာမလိုအဲ့တော့ကျွန်တော်မမေ့ရပြောရမှာဆိုလက်ဘက်နေရာမှာဒါကျွန်တော်ရာဟုကန်ဆယ်လို့ပြီးရဲ့နောက်ပိုင်းမှာဒါကျွန်တော်လက်ဘက်ကစားသ သမားစစ်စစ်တယောက်ဒါကျွန်တော်စီးသီးစီပြန်ပေါ်လာပြီလို့ပြောလို့ရတယ်။လက်ရှိမှာဒီ level နေရာမှာကဘာဒီယိုဆော့လိုက်ဟူလူဆော့လိုက်ဒီလူဆော့နေရာဆုံးကဝင်ဆော့နေကြတာ။အခုလက်ရှိမှာစီးသီးတဲ့ left back ကစားသမားစစ်စစ်တယောက်ကတော့ဒီနေ့နေရာဒီမှာမြင်းမြန်ဆဆန်ခေါ်ယူနိုင်ခဲ့တယ်လို့ဆိုလို့ရမယ်တမပါတယ်။ဒါပေမဲ့ကျွန်တော်အနေနဲ့နှမျောတာက left back နေရာလေးမှာဒါကျွန်တော်တို့ O'Reilly တယောက်ဒါဆော့နေတဲ့နေရာကနေဒါအိုက်ဒူရောက်လာချိန်မှာနေရာများပြောင်းသွားတာ။ဒါပေမဲ့ကျွန်တော် O'Reilly ကိုနေရာပြောင်းမှမဖြစ်ပါဘူး။ O'Reilly ကိုနောက်ပိုင်းကျတော့နီးပြနေနဲ့ကွင်းလယ်မှာအောင်ဆော့ခိုင်းရင်ဆော့ခိုင်းမယ်လို့မြင်တယ်။ဒါ Rigo Lewis လို့ပဲဒါနီးပြနေတဲ့ O'Reilly လေးကိုဒါနေရာဆုံးမှာသုံးမယ်လို့မြင်တယ်။ကျွန်တော် O'Reilly ုက်လူပါစနလီယာရီကိုလူးဝစ်စတောင်ကြိုက်သေးတယ်။ဒါပါလက်ရှိမှာအိုက်လူရဲ့အပြောင်းရွှေ့ပြောင်းလက်ရှိမှာဒါကျွန်တော် journalist တွေကိုယ်တိုင်ကဒီအပြောင်းရွှေ့တော်တော်လေးကို surprise ဖြစ်စေခဲ့တယ်။လက်ရှိမှာအိုက်လူရီအနေနဲ့ဒါ CD အသင်းကိုဒါပြောင်းရွှေ့ရဲ့ဈေးနှုန်းကတော်တော်လေးကိုနှဲပါခဲ့ပြီးပေါင်35သန်း total package ဒါကျသိမ်းခဲ့လို့သိရတယ်မှာပါတယ်။ Fabio Romano ဆိုရင်တော့ဒါကျွန်တော် Euro 30 total package ဖြစ်ခဲ့ပြီးတော့ဒါလူတော်မြတ်ဒီနေရာမှာဒီအပြောင်းရွှေ့ကတော်တော်လေးကိုဒါဈေးနှဲတယ်ဆိုတော့တော်တော်လေး surprise ဖြစ်ခဲ့တယ်။ဦးဝသင်းနဲ့လည်းအနေနဲ့ဒီနေရာမှာဘာလို့ဒီလောက်ထိဈေးနှဲနေနဲ့ရောင်းချခဲ့လဲဆိုတော့အကုန်လုံးမသိ ဘူးလက်ရှိမှာဒါဒီနေ့ဆိုင်မွန်စတုန်းကိုတိုင်ကလည်းလက်ရှိမှာဟုတ်ပဲတင်ကဘာကြောင့်မလို့ဒီကစားသမားကိုဒါစီးနေနေလေးနဲ့ရောင်းချခဲ့လေတော်တော်လေး surprise ဖြစ်စရာကောင်းတယ်ဆိုသူ grand သူ့ရဲ့ Twitter ဆာမင်တော်မှာတင်ခဲ့တယ်။ Of course ဆိုင်မွန်စတုန်းကဒါသူက United ပြည်သက်ဖြစ်လို့ United ရဲ့ journalist တွေဖြစ်တဲ့ကြောင့်မူသူအနေနဲ့ဒါ City အသင်းကိုလုံမမြင်တဲ့တိုက်တော့မဆန်းဘူး။ဒါပေမဲ့လက်ရှိမှာဒီကစားသမားဘာလို့ဈေးနေသွားလဲဆိုတဲ့အဖြေကတော့နားလည်လို့ရတယ်ဗျ။ဘာကြောင့်လဲဆိုတော့ဒီကစားသမားအနေနဲ့ခုလက်ရှိမှာစာချုပ်တက်တဲ့တနစ်ပဲကြံတော့တယ်။အဲ့လိုအနေနဲ့ခုနောက်ဆုံးသိရတဲ့ကစားသမားအနေနဲ့ဒီစာချုပ်တက်တဲ့ကိုရင်တော့ဒါ ကျန်တဲ့တက်တယ်ဆိုတနှစ်တိုးပိုင်ခွင့်ရှိတယ်ဆိုတော့အဲ့ဒါတနှစ်ကိုတိုးဖို့အစီအစဉ်မရှိဘူးသူအနေနဲ့လာမယ့်6လတည်းမှာဒီအသင်းကထွက်သွားဖို့တော့သူကပြင်ဆင်ထားပြီးသားပြီအဲ့တော့ပြောချင်တာကသူတို့အနေနဲ့ဒီ CD အသင်းသားလက်ရှိမှာအိုင်နူရီကိုဒီ6လတည်းမှာမခေါ်နိုင်ဘူးဒီအပြောင်းရှိမှာမခေါ်ဘူးဆိုရင်တော့လာမယ့်6လတည်းမှာဒီကစားသမားကိုဒါအလကားလွတ်လာရမယ့်အခြေအနေတစ်ခုရောက်သွားမယ့်အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါပြောရမယ်ဆိုရင်တော့ဒါအလကားဖြစ်မဲ့ဇီးနှုန်းတော့မလွတ်ဘူးပေါ့နော်သူတို့အနေနဲ့ဒါလက်ရှိမှာပြဿနာကသူတို့အနေနဲ့စိတ်ဝင်စားအိုင်နူရီကိုလက်ရှိမှာ CD အသင်းနဲ့စိတ်ဝင်စားတာမို့လက်ရှိမှာဒါပရီးမီးယားလိဂ်ကလပ်တို့ချို့လဲစိတ်ဝင်စားနေတာပဲမမေရစပါးတော်မှာအိုင်နူရီကိုစိတ်ဝင်စားလိုက် ေးတယ်။ခါပါအဲ့တော့ INUB ကိုလက်ရှိမှာဒါ3 day နဲ့တတော်လေးကိုဈေးချိုတဲ့ဈေးနဲ့ရသွားခဲ့တယ်။ပေါင်35ဒန်း၊ယူရိုတန်40ဒန်းရှိတဲ့ package တစ်ခုနဲ့ INUB ကိုရသွားခဲ့ပြီလို့သိရတယ်မှာပါတယ်။လောက်ခလာစာကိုကျွန်တော်နေနောက်ဆုံးသတင်းတွေကမသိရသေးဘူး။ကောလာဟာလာတဲ့တပတ်လောက်ခလာတဲ့သိန်း3000နဲ့သိန်းခွဲကြားဖြစ်မယ်လို့အကုန်လုံးခန့်မှန်းထားကြတယ်။ဒါကတော့လက်ရှိမှာကြားရတဲ့သတင်းပေါ့နော်။အဲ့တော့ဈေးသင်းတဲ့ဒါဒီကစားသမား9နှစ် plus 1နှစ်တရဝင်စာချုပ်ချုပ်ဆိုမှဖြစ်တယ်လို့ကျွန်တော်နေနဲ့ဒီရတယ်မှာပါပါအဲ့တော့ ပြောချင်တာ Manchester City အသင်းကဒီကစားသမားကိုလာမယ့်စနေနေ့မှာတရားဝင်ဆစ်စစ်မယ်။အခုလက်ရှိမှာတော့ကျွန်တော် Manchester City အသင်းနဲ့ကျွန်တော်ပြောနေတဲ့အချိန်မှာ Reinders ကဆစ်စစ်မှုပြီးဆုံးသွားခဲ့ပြီလို့သိရတယ်မှာကျွန်တော်ပြောခဲ့လို့ပဲဒါကျွန်တော် City အသင်းနဲ့ဒီနေ့မှာဆစ်စစ်ပြီးတော့တရားဝင်တော့ဒီနေ့ကြီးညာမလားကျွန်တော်လည်းပြောခဲ့တယ်ပါတော့ City အသင်းနဲ့စနေနေ့မှာဒါကျွန်တော်တို့ Ainuri ကိုဒါကျွန်တော်လာမယ့်တပတ်ခါပေါ့နော်တပတ်ခါမှာ Ainuri ကိုဆစ်စစ်သွားမယ်။ဆစ်စစ်မှုအောင်မြင်နေဆိုရင်ကစားသမားနှစ်ယောက်လုံးကိုတပြိုင်တည်းပဲကြီးညာမှာဒါမှမဟုတ် Reinders ကိုဒါဒီနေ့မှာကြီးညာမလားဒါမနေ့ဖြစ်မှာကြီးညာကျွန်တော်ရှာတော့ဆောင်ကြရတယ်ဘယ်လိုပြော City အသင်းနဲ့ဒါသူများအသင်းထက်ဆိုင် Here we go နိုင်နိုင်များနောက်ကျခဲ့တယ်ဆိုပေမဲ့နှစ်ယောက်ဇက်တိုက်ကိုဇက်တိုက်လုတ်ပြသွားတာက CD တူပဲအဲ့တော့ Hugo Vienna ရဲ့လက်ထက်မှာဒါကျွန်တော်တို့ CD တင်နေတာအလုတ်လုတ်နိုင်စွမ်းကိုဆက်လက်ပြီးပြသခဲ့တယ် CD တင်ကတကယ်တမ်းလူများခေါ်ခြင်းခေါ်ရင်လွယ်လွယ်လေးဆိုတဲ့ဆိုဆက်လက်ပြီးပြသခဲ့တယ် CD တင်နေတာကျွန်တော်အမှန်လည်းပြောဒီညမှာပေါ့နော်နောက်ထပ်အပြောင်းအရွှေ့တစ်ခုဒါထပ်ပြီးမပြောခင်မှာ ျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့တဦးတည်းသောအမြင်ကိုကျွန်တော်နည်းနည်းပြောချင်တာကစီးစီးအပြောင်းရွှေ့မှာလွတ်လွတ်တပ်ပုံစံကျွန်တော်သဘောကျတယ်။ကစားသမားဖြစ်နိုင်မဖြစ်နိုင်အသေးနဲ့ဈေးဖြစ်နိုင်မဖြစ်နိုင်သူနှစ်ခုကိုကြည့်တယ်။နှစ်ခုလုံးဖြစ်နိုင်ပြီဆိုမှဒီကစားသမားကသူဆွဲပြီးလိုက်တယ်။မလိုအပ်ရင်သူမလိုက်ဘူး။ဒါမှမဟုတ်ကျွန်တော် declaration ရဲ့အပြောင်းရွှေ့မှာတုန်းကလည်းတွေးခဲ့ရတယ်။အခုလက်ရှိဒီနှစ်မှာ Florian Risk ရဲ့အပြောင်းရွှေ့မှာသူတို့တွေးခဲ့တယ်။ Florian Risk ရဲ့အပြောင်းရွှေ့မှာမမရစီးသည်နဲ့ဒါ Leverkusen နဲ့ဒါကျွန်တော်တို့ဈေးတစ်ခုရသဘောတူညီခဲ့တယ်။ဒါပေမဲ့ကစားသမားကသူတို့ငင်းပယ်တဲ့အကြောင်းသူတို့အနေနဲ့ကစားသမားကိုမျှော်နေတာမဟုတ်ဘူး။ကစားသမားကသူတို့အနေနဲ့အခုလက်ရှိမှာဒါ嗯。 အေးမင်းမလာဘူးမင်းမလာငါတို့မခေါ်ဘူးအေးစစ်စစ်အဲ့တော့ကိုကိုလူချင်းတဲ့အသင်းကိုပဲဒါကျွန်တော်ကို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 လူချင်းတဲ့ကစားသမားကိုပဲသူတို့နည်းရွေးခေါ်ခဲ့တယ်ဒါကလည်းအလုပ်ဖြစ်တယ်လို့ပြောလို့ရတယ်မှာအဲ့တော့အိုင်နူဒီကလည်းရှိမှမန်ချက်စတာစီးတီးအသင်းကိုပြောင်းရွှေ့ခြင်းပေါင်35သန်းယူရိုသန်း40နဲ့ပြောင်းရွှေ့ခဲ့ပြီဖြစ်တယ်ကစားသမားနဲ့9နှစ် plus တနစ်စာရုပ်ချုပ်မှာဖြစ်ပြီးတော့စီးတီးအသင်းကိုဒါကျွန်တော်လာမယ့်ဒါတပတ်တည်းမှာတရားဝင်ရောက်မယ်ကလပ်ဘောကတ်မှာလည်းပါဝင်ရှင်ပြိုင်သွားမယ်လို့သိရတယ်မှာပါတယ်တကယ်ကိုလမ်းပြန်ထွက်နေတဲ့စီးတီးအသင်းရဲ့ပြောင်းရွှေ့ခြင်းကတော့အင်မတန်မှချီးကျူးတာဖြစ်တယ်ကစားသမားကိုယ်တိုင်ကလည်းလက်ရှိမှာဒါပရီးမီးယား ာလီမှာဝါရှိပီတာဖြစ်တဲ့စီးရီးတင်တဲ့ဒီကစားသမားကိုချက်ချင်းဆိုလို့အသုံးပြုုံနဲ့ရနိုင်တဲ့ကစားသမားတစ်ယောက်လို့ပြောလိုက်ရအောင်ရိုင်းဒစ်ကိုအိုက်နူရီတော်ကိုဒါမှကြာခင်မှာဒါကျွန်တော်အပြာရောင်မိုးကောင်းငင်အင်ဂျီအယောင်နဲ့တူတွေ့ရတော့မှဖြစ်တယ်ဒါကူတော့ကျွန်တော်နေတော်တော်လေးကိုရင်ခုန်စရာကောင်းတယ်အဲ့တော့အိုက်နူရီကကျွန်တော်လည်း personally ကတော်တော်လေးကိုသဘောကျတဲ့ကစားသမားဖြစ်တဲ့ကြောင့်မို့စီးရီးတင်အတွက်တကယ်ကိုဒါကျွန်တော်တို့ဟိုဘယ်လိုပြောမလဲအဲ အလုတ်ဖြစ်နိုင်တဲ့အကြောင်းရွှေတခုလို့ကျွန်တော်ကပုဂ္ဂိုလ်ရေးရမြင်ပြီအဲ့တော့စီးစင်းတဲ့ကလပ်ဘောကတ်မတိုင်ခင်မှာနောက်ထပ်ကစားသမားတစ်ယောက်ပဲခေါ်ဘူးကြံ့မှာပြီအဲ့ကစားသမားကလက်ရှိမှာဘယ်သူလဲဆိုကုန်းတီးပြီးသားဖြစ်နေမယ်လိုင်ယွန်သင်းရဲ့ကွင်းနဲ့ကစားသမားဖြစ်တဲ့ဒါကျွန်တော်တို့ရှက်ကီဖြစ်ပါတယ်ရှက်ကီကိုတော့လက်ရှိမှာတစ်ဖက်ကလိုင်ယွန်ဘက်ကဈေးကင်နေတာအဓိကကလပ်ဘောကတ်ကြောင့်ဖြစ်တဲ့ကစားသမားနဲ့ဒါမန်ချက်စတာစီးစင်းတဲ့ကပုဂ္ဂိုလ်ရေးရသဘောတူညီမှုရသွားပြီဆိုတဲ့တွေထွက်ပေါ်လာခဲ့တယ်လက်ရှိမှာဒါဒီကိစ္စနဲ့ပတ်သက်ပြီးတီးယုံဝင် level ကစတင်လိုက်ကြောင့်ကစားသမားကတော့ဒါမန်ချက်စတာစီးစင်းကိုခေါင်းငိမ့်လိုက်ပြီးဖြစ်တယ်ဆိုတာလုံးဝဒါငင်းစရာမလိုဘူးလို့ကျွန်တော်အနေနဲ့မြင်တယ် မြည်တော့ပင်စူစီကမူလက်ရှိအခြေအနေဒီအရာတကယ်ကိုဒါကျွန်တော်တို့အဲ Ryan Shaggy တယောက်ကိုဒါ sorry ပါနေလက်အဲ့တော့ Ryan Shaggy တက်ကတော့ club walker အမိဒါကျွန်တော်တို့ CD သင်းနေနဲ့ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့တော်တော်လေးကိုဒါ mic တဲ့ club walker ကိုစားသမားတစ်၃ယောက်နဲ့ဝင်သွားမယ် CD သင်းကိုတွေ့ရမယ် Ryan Shaggy ရောက်လာမယ်ဆိုတော့ဒါကျွန်တော် attacking midfielder တစ် center midfielder တစ် left back အစ်စ်နဲ့တူဒါကျွန်တော် CD သင်းတော့လာမယ်နေရာဒီအပြောဒါမဲ့ club walker ကိုဒါ တတော်လေးကိုမိုက်တဲ့ squad နဲ့ဝင်သွားမယ်လို့ကျွန်တော်နေနေမြင်တယ်။ဘယ်လိုပဲပြော City သင်းရဲ့အပြောင်းအရွှေ့လှုပ်ပုံမှုလှုပ်ဆောင်မှုကဒါကျွန်တော်တို့တွားနေတဲ့အရွေးကတတော်လေးကိုမိုက်တယ်လို့ပြောလို့ရတယ်။ဒီနေ့မှ City သင်းနဲ့ဒါဒီညကျွန်တော်နည်းနည်းလေးဖျက်ပြောကြတယ်။နောက်နောက်နေ့မှဒါ video တက်တက်တစ်ခုတင်မယ်။ City သင်းကဒါကတော့ကစားသမား အဝင်ကြီးရမဝင်တဲ့အထွက်မှာလည်းလာမဲ့နေရာဒီမှာကြံတမှုရှိတယ်အခုလက်ရှိမှာတီးကြရမယ်ကေဗင်ဒဘရိုင်းနာဒါတရားဝင်ထွက်သွားခဲ့ပြီးနောက်ပိုင်းမှာဒါကျွန်တော်လက်ရှိမှာဂျက်ဂရီလစ်ရဲ့ကလပ်ဘောကရဲ့စကွတ်မှာဒါတရားဝင်ချန်လက်ချင်းခံခဲ့ရတယ်သူအနေနဲ့အသင်းသစ်ရှာဖို့ကဂွာဒီယိုလာကိုယ်တိုင်ညွှန်ကြားခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်အစီရီတင်အခုလက်ရှိရှီရင်ဆွဲကစားသမားတွေတချို့အနေနဲ့လာမဲ့နေရာဒီမှာစီရီတင်နဲ့အပိသက်ရောင်းချသွားဖို့အတွက်အကြီးကျယ်ကြိုးစားနေဆိုလည်းအကုန်လုံးတည်ပြီးသားဖြစ်ဒါပေမဲ့စီရီတင်ရဲ့အလုပ်လုပ်မှုတွေကဒီနေ့ဒါအနှစ်တိုင်းရဲ့ဆောက်အပြောင်းအရွှေ့မှာဆိုတကယ်ကို ပတ်ဩစရာအမြဲတမ်းကြည်စရာတွေဖြစ်လာခဲ့တဲ့တကယ်ကိုလမ်းပြန်တဲ့အတွတ်တွေနဲ့အမြဲတမ်းတွေ့ရရမှာပါပါတယ်ဒါတော့ပါပဲအားလုံးပဲကြိုတင်ပါတယ်ကောင်းမွန်တော့ဒီနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဘလုံးဝဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 တို့မှာကျင်းလူစာပေါအောင်ကူညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမီကြပါနဲ့အောက်ကကွန်မန်ဒီတဲ့မှာလေး Youth Sport Media 3.0ဆိုတဲ့ TV4 တို့ရဲ့လင်းလေးတွေကိုထည့်ပေးထားကြပြီကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube Channel လေးကို Like and Subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်ကမြန်မာပြည်လက်ကလစ်ဖို့မမီကြပါနဲ့များများကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးပဲ ူတို့မရဲ့ကောင်းမွန်တော်နေနေဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှပဲအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးမကြူတို့မရဲ့မြန်မာလေးကလေးပြကြပါဗျာမြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်အားလုံးမကြူတို့မရဲ့ဒီပါဗျာ